ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ပြီး KAI နဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ပုံပေါ်တိုက်ပွဲဟာအခုဆိုရင်တော့6လပြည့်ပြီဖြစ်ပါတယ်။လက်ရှိမှာတော့ပုံပေါ်မြို့နယ်ရဲ့နေရာများစုကို KAI နဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထားနိုင်ပြီမဲ့ရေးကြီးတဲ့စကားက21အပါဝင်တပ်စခန်း၅ခုဝန်းကျင်လောက်ဂျန်နေသေးတာပါ။ဒီအပိုင်းတွင်မြေပြင်ထိတွေ့တိုက်ပွဲတွေညင်တက်နေပေမဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဒရုန်းတိုက်ခိုက်မှုတွေကတော့နေတိုင်းရှိနေတယ်လို့ KNY သတင်းပညာရေးတာဝန်ခံပုံမကြီးနော်ဘူးကပြောပါရတယ်။ အာပမောပေးပါရောဒီဒရင်တူရင်ရှိပါရောအဲ့ဒါတို့တို့တို့အဲလေကြောင်းကလည်းဘုံချဲတာတွေအဲဒုံးနဲ့ဘုံချဲတာတွေတော့ရှိပါတယ်ဒါလို့နဲ့တိုက်ရှိပါလားပမောမျိုးသိမ့်တဲ့ပွဲရှိကြတဲ့အကြောင်းရင်းတွေကတော့အများကြီးရှိနေတာပါပမောမျိုးဟာခရံမျိုးကြီးဖြစ်တယ်လို့စကားက27ရုံးဆိုင်ရာမျိုးလည်းဖြစ်တာကြောင့် KIA တင်ပိုက်ထားတဲ့တခြားမျိုးတွေထက်စစ်ကောင်စီရဲ့ခန်းစစ်အင်အားကပိုကောင်းတယ်လို့တရင်စကန်တွေကာကင်းစကန်တွေကလည်းအများပြားရှိနေတာပါ ဒီချက်ကလည်းတိုက်ပွဲရှိကြရတဲ့အကြောင်းရင်းတစ်ခုလို့ကရန်ဦးသတင်းပညာရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘုကပြောဆိုထားပါတယ်။ဒါပြင်ဖားကန်ဘတ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကလည်းလှုပ်ရှားမှုမရှိတာကြောင့်တိုက်ပွဲကရပ်တန့်နေတယ်လို့ဆိုပါတယ်။ဖားကန်ဘတ်ကတက်လာတဲ့စစ်ကြောင်းတွေလည်းဟိုတမသခန်းထဲမှာပေါ့နော်ဝင်နေတာအဲပြန်ပြီးမှထွက်ပြီးမှလှုပ်ရှားတာမတွေ့ရပါဘူး။ ဟုတ်ကဲ့ရတော့နော် KI နဲ့ပူပေါင်းတက်တွေအနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမပိမ့်မျိုးကချင်ပြည်နယ်အတွင်းကစွန်ဘရာဘွန်အင်ဂျန်ရစရုံရှိပွေးဆော့လော်ပန်ဝါတော်ဘုံရန်စင်ပုံမျိုးလားမန်စီကမ်ပိုက်ဒီမိုးမောင်းနဲ့လွယ်ချက်မျိုးတို့ကိုတိမ့်ပိုက်ထန်းနိုင်တာဖြစ်ပြီးစုစုပေါင်း၁၄မျိုးတည်းရှိပါပြီနောက်ဆုံးထိုးစစ်ဆင်နေတဲ့ဗမာမျိုးတိုက်ပွဲကတော့ KI ရဲ့မျိုးသိမ်းတိုက်ပွဲတွေအတွင်းချိန်ကြာမြင့်ဆုံးဖြစ်ပြီးလက်ရှိအချိန်ထိလည်းတိုက်နေရဆဲဖြစ်ပါတယ်ကျွန်တော်ထားအောင်ပါ